်ချယ်ဆီနဲ့အာဆင်နယ်အသင်းတို့တကိုးစီတေးကြခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်မှာကွင်းလယ်လိုကိုင်စီတို့ဒါရဲ့အနီးကပ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးနောက်ချယ်ဆီအသင်းပြမာရက်စကာကပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တသက်မတည်းမရှိမှုကိုမေးခွန်းထုတ်ခဲ့ပါတယ်။မာရက်စကာကကိုင်စီတို့ရဲ့အနီးကပ်ကြောင့်ကျွန်တော်ကိုမေးကြပေမဲ့ဒါကအနီးကပ်ပါပဲ။ဒါဆိုရင်စပါအသင်းရဲ့ဘွယ်မှာဘန်နဂါကရီဂျင်းကိုဖျက်တုပ်တာဘာကြောင့်အနီးကပ်မပြတာလဲ ဒါကြောင့်ကျွန်တော်တို့နီးပြတွေဟာဒိုင်လူကြီးတွေရဲ့မတူညီတဲ့ဆုံးဖြတ်ချက်တွေကိုနားလည်နိုင်ဖို့ရုန်းကန်နေရပါတယ်။ချာလိုပါရဲ့ဖြစ်ရတဲ့အတွက်လည်းဒိုင်လူကြီးကိုကျွန်တော်မေးခဲ့ပါတယ်။သူကတော့ဒေါင်းနဲ့တိုက်ခဲ့တာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒိုင်တွေဟာမတူညီတဲ့ဆုံးဖြတ်ချက်တွေချနေကြပါတယ်လို့ပြောခဲ့တာပါ။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကိုင်စီတို့ဟာမရီနိုကိုဖျက်ထုတ်ပုံကျန်းတန်းခဲ့တာကြောင့်ကွေးလေဒိုင်လူကြီးအန်တိုနီဒေလာက VAR သုံးသပ်ပြီးမှဒါရဲ့အနီကပ်ပြသပြီးထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ချဲစည်းသင်းဟာတူးရောနဲ့ကစားကြရပြီမဲ့ချလိုပါကဥဆောင်ကိုသွေးယူနိုင်ခဲ့ပြီမယ်ရီနိုကအာဆင်နယ်အသစ်တွေချေပါကိုပြန်သွေးယူနိုင်ခဲ့တာကြောင့်တဘိုးစီအသေးနဲ့အမက်ခွဲယူခဲ့ရတာပါချဲစည်းသင်းဒီပြမာရက်စကာကကိုင်းစီတို့ရဲ့အနီးကဟာထိုက်တန်ပြီမဲ့ ချလိုပါကိုတရောင်နဲ့တိုက်ခဲ့တယ်အာဆင်နယ်အသင်းနောက်ခံလူဟင်ကားပြီးလဲအနီကပ်ပြသခံရပြီးထုတ်ပယ်ခံရသင့်တယ်လို့ယုံကြည်နေပါတယ်ဒါအပြင်မာရက်စကကအသင်းကောင်းဆောင်ရီဂျေကိုစပါအသင်းကွင်းလည်းလို့ဘန်နကဖျက်ထုတ်ခဲ့တာနဲ့ပတ်သက်ပြီးကိုင်းစီတို့ရဲ့အနီကပ်ပြသခံရတာနဲ့နိုင်ရှင်ကဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ခဲ့တာပါအာဆင်နယ်အသင်းဒီပြအာဒီတာကကိုင်းစီတို့ထုတ်ပယ်ခံရပြီးမှချယ်ဆီအသင်းကစားသမားတွေဟာသူ့ရဲ့ကစားသမားတွေထုတ်ပယ်ခံရအောင်ပြစ်မှတ်ထားခဲ့တယ်လို့ဆိုဆွဲခဲ့ပါတယ်ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာအာဆင်နယ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဆိုပြီးမန်ဒီမိုးစကွဲယာကာလာဖီယိုရီနဲ့ဟေဂါဘီတို့အဝါကပြသခံခဲ့ရပြီးဒုတိယပိုင်းမှာကာလာဖီယိုရီရဲ့နေရာလူစားလဲဝင်လာခဲ့တဲ့စကယ်လီတိုက်စစ်မှုယိုဂရက်တို့လည်းအဝါကပြသခံခဲ့ရတာဖြစ်ပါတယ်